ခုတင်ဆက်ပေးမယ့်သတင်းကတော့ဥရောပဒေါဝိုင်းရှမ်ပိန်းနဲ့ဝီစကီများပေါ့အခုနှစ်အရာခိုင်နှုန်းတိုးကောက်မယ်လို့ဒေါ်နယ်ထရပ်သတိပေးလိုက်တဲ့သတင်းဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဥရောပနိုင်ငံတွေဘက်ကအမေရိကန်နိုင်ငံကထောက်လောက်ပြည့်ရှိတဲ့ဝီစကီတွေကိုအခု90ရာခိုင်နှုန်းတိုးကောက်မဲ့အစီအစဉ်ကိုအကောင့်ထည့်ဖို့မယ်ဆိုရင်ဥရောပနိုင်ငံတွေကထောက်လောက်ပြည့်ရှိတဲ့ဝိုင်း၊ရှမ်ပိန်းနဲ့ဝီစကီတွေကိုအခု200ရာခိုင်နှုန်းတိုးကောက်ဖို့အတွက်စီစဉ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ ဂျော်နယ်ထွန်းဟာဥရောပနိုင်ငံတွေကအမေရိကန်နိုင်ငံတွေကိုတည်သွင်းတဲ့ကုန်စည်တွေကိုအခုတွဲမြက်ခံမယ်လို့စံပြလိုက်ပြီးနောက်မှာဥရောပနိုင်ငံတွေဘက်ကလည်းအမေရိကန်နိုင်ငံကနေဥရောပနိုင်ငံတွေကိုတည်သွင်းတဲ့ကုန်စည်တွေကိုအခုတွဲကဖို့အတွက်စောင့်မြက်ခဲ့ပြီးအမေရိကန်ကတည်သွင်းတဲ့ဝစ်စကီတွေကိုအခု90ခန့်တွဲကဖို့အတွက်စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ကဥရောပနိုင်ငံတွေဘက်ကအမေရိကန်ကလည်းတွင်နေအဖျော်ရမှတ်ကားတွေကိုအခွန်တိုးကောက်မယ်ဆိုရင်ဥရောပနိုင်ငံတွေကလည်းအမေရိကန်ကိုတည်တွင်နေဝိုင်း၊ရှမ်ပိန်းနဲ့ဝီစကီတွေကိုအခုနှစ်ရာခိုင်နှုန်းတိုးမြောက်ခဲ့မယ်လို့သတိပေးခဲ့တာဖြစ်ပါတယ်။တကယ်လို့ဒေါ်နယ်ထရန့်ကအခွန်တိုးကောက်ဖို့အတွက်ဆုံးဖြတ်ခဲ့မယ်ဆိုရင်ကမ္ဘာကျော်ဝိုင်းနဲ့ရှမ်ပိန်းအများဆုံးထုတ်လုပ်ပြန်ပြီးတဲ့ပြည်ထောင်နိုင်ငံနဲ့ဝီစကီအများဆုံးထုတ်လုပ်ပြန်ပြီးတဲ့စကော့တလန်နိုင်ငံတို့ဟာထိခိုက်မှုကြီးမားနေတယ်လို့သိရပါတယ်။ဒီတဲ့တွေကိုတော့ညင်းကြအောင်ပါပြောလာပါဗျ။